ဟို happy birthday ပါ မောင်လေးပေါ့ဒီနေ့မွေးနေ့မှာမွေးနေ့မွေးရဲ့မွေးလာတိုက်ဆိုင်တဲ့ရက်လေးမှာလိုအပ်တဲ့အချိန်လိုအပ်တဲ့နေရာမှာလိုအပ်သောသူတွေကိုလှူဒါန်းပေးရတဲ့အတွက်မောင်လေးရဲ့ဘဝမှာလိုအပ်ချက်ဆိုတာမရှိပါသေးနဲ့ပြည့်စုံကုန်လုံးကြွယ်ဝချမ်းသာပါစေပြီးလို့ရှိရင်မြန်မာမာသားမကကဘာထီအောင်အောင်မြင်ကြကြသောအကယ်ဒမီများရှင်မြင်သာဖြစ်ပါစေလို့ဆုမကောင်းတောင်းပါတယ်မရှိသေးဘူးလို့ပဲပတ်လိုက်ပါ မရှိသေးဘူးမရှိသေးဘူးဆိုပဲမှတ်လိုက်ပါ။ဒီရက်ကတော့သူကမသိရဘူး။ဟုတ်ဘူးဟိုသူများရေပြောတယ်လို့မြန်မာပြည်တပြည်လုံးသိရသူတယောက်ပဲမသိသေးရ။အလကားပါဆရာပါမောင်လေးကဟိုပါပေါ့အခုမှဘလို့ခေါ်မလဲဆိုတော့သူကနည်းနည်းကြောက်ဟုတ်တယ်အဲ့ဒီစိတ်ဓာတ်ရာဟိုအမှန်တိုင်းပြော तू तू ကလေအစွဲလန်းလေးကြီးရယ်ပြီးရဲ့ခါကျတော့အားလေအားငယ်တက်တယ်ဆိုတော့အဲ့ဒီစိတ်ဓာတ်ရာလေးကိုဟိုဘယ်လိုခေါ်မလဲဆိုတော့ပျောက်စီခြင်းနဲ့ ကုစားပေးနိုင်တဲ့သူအလုံးစုံကုစားပေးနိုင်တဲ့သူနဲ့တွေ့စေအမြန်ဆုံးတွေ့စေခြင်းနဲ့တွေ့နေပြီလားထင်တာပဲလေ တော့ဟို happy birthday ပါမောင်ကြီးပေါ့ဒီနေ့မွေးနေ့မှာမွေးနေ့မွေးရဲ့မွေးလာတိုက်ဆိုင်တဲ့ရက်လေးမှာလိုအပ်တဲ့အချိန်လိုအပ်တဲ့နေရာမှာလိုအပ်သောသူတွေကိုလူရန်ပေးရတဲ့ကြောင့်မောင်လေးရဲ့ဘဝမှာလိုအပ်ချက်ဆိုတာမရှိပါသေးနဲ့ပြည့်စုံကုန်လုံးကြွယ်ဝချမ်းသာပါစေပြီးလို့ရှိရင်မြန်မာမာသားမကကဘာထီအောင်အောင်မြင်ကြကြသောအကယ်ဒမီများရှင်မြင်သာဖြစ်ပါစေလို့ဆုမကောင်းတောင်းပါတယ် 马达雅了。 အရက်များတဲ့အဲကိုအမတ်တရားလေပထမဆုံးစခင်ခင်ချင်းနှစ်မှာပေါ့အဲ့ဒီဟာဟိုမင်္ဂလာပါလူကြီးမင်းခင်များဆိုတဲ့ကာဝတီတီလဲပါတယ်အဲ့ဒါပထမဆုံးစားတဲ့ဟိုကစ်လဲပါတယ်ဥညင်ကျွန်းလဲစားရတဲ့ကားလေးပါပထမဆုံးစားတွေ့ဘူးရဲ့အဲ့ပဲစားတွေ့ဘူးတဲ့အချိန်မှာပဲသူအမခင်ွားကြပြီးတော့အဲ့ဒီမွေးနေ့အဲ့ဒီကနေစပြီးတော့လုတ်ပေးအလှလေးပေါ့နော်အခုနောက်ပိုင်းဆိုလဲအဲ့လိုမျိုးအာသူ့ကိုပဲမွေးနေ့တွေအဲလုတ်လုတ်ပေးဖြစ်တာပေါ့သူ့မွေးနေ့တိုင်းမှာ ညီချုပ်ဖောင်ရဲ့စိတ်ကအရန်ဟိုဘလို့ဖော်မလဲဆိုတော့လေအရန်စီကန့်ရှိရဲ့အရန်စီကန့်ရှိရဲ့အဲအဲ့ဒါကြောင့်တိတိကိုတော့အမြဲပြောရဲစားတာတောက်တာနေတာထိုင်တာသူကလေဘူဖေးစားတာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်သူစနစ်တကျလေးရှိရဲ့အဲ့တော့ ပြေကိုပေါ့လေအတူယူရမယ်ဥညီကိုဘာဖြစ်လို့လဲဆိုတော့လေ तू ကလေရှူတင်ဆိုလဲ तू တယောက်တည်းပဲသွားရတယ်လေ तू တယောက်ပဲလုပ်ရတယ်အဲ့ဒီခါမှလေဟိုဘာမှလိဟာခြင်းမရှိဘူးနောက်ပြီးတော့ तू အချိန်ရမ်းမှန်တယ်ဒီအဲ့ကြောင့်လေကိုသားကြီးဆိုလေတာကြီးကိုလေ तू နဲ့ဟိုညီတို့ခေါင်းနဲ့ချိန်ထားပြီဆိုလို့ရှိရင်ဟိုကလေ တိုင်းတော့တိုင်းတော့အဲ့ဆိုတော့အခုဒီနေ့ဆိုလို့ရှိလို့ရှင်ကိုကအရင်စောရောက်နေအောင်ပေါ့သူညီတို့ခါအောင်မှရောက်ပြီဆိုတဲ့အချိန်ကိုကြည့်လိုက်တယ်9နှစ်နာရီ28တော့9နှစ်နာရီခွဲကျွန်းဆိုတော့9နှစ်နာရီခွဲအတိအဲ့လိုမျိုးအချိန်အတိကြတယ်နောက်ပြီးတော့သူကအဲ့လိုစီးစနစ်ကြတာပေါ့ဘယ်အလုပ်မဆိုပေါ့လေအာသူနောက်သူတာဝန်ယူထားတဲ့အလုပ်တစ်ခုခုဆိုပေါ့ပြက်ပြက်ဘယ်တော့မှမလုပ်မရှိသေးဘူးလို့ပဲမှတ်လိုက်ပါသူမရှိသေးဆိုမရှိသေးဆိုပဲမှတ်လိုက်ပါ တည့်ရတော့တည့်သူကမတည့်ရအောင်ပေါ့ဘူးလေဟိုသူများရပြောတယ်လို့မြန်မာပြည်တပြည်လုံးတည့်ရသူကြောက်ဝဲမတည့်တည့်ရအလကားပါဆရာပါမောင်လေးကဟိုပါပေါ့အခုမှဘလို့ခေါ်မလဲဆိုတော့တော်နည်းနည်းကြောက်ဟုတ်တယ်အဲ့ဒီစိတ်တရားဟိုအမှန်တိုင်းမျိုး तू तू ကလေအစွဲလန်းလေးကြီးရယ်ပြီးရဲ့ခါကျတော့အားလဲအားငယ်တက်တယ်ဆိုတော့အဲ့ဒီစိတ်တရားလေးကိုဟိုဘယ်လိုခေါ်မလဲဆိုတော့ပျောက်စီခြင်းနဲ့ ကုစားပေးနိုင်တဲ့သူအလုံးစုံကုစားပေးနိုင်တဲ့သူနဲ့တွေ့စေအမြန်ဆုံးတွေ့စေခြင်းနဲ့တွေ့နေပြီလားထင်တာပဲလေ